ကဘာကြီးပေါ်မှာဒီမမြင်ဘူးတဲ့ထူးခြားပြီးအယံအန်ဒီအများတဲ့တက်ရှိတွေအများကြီးရှိပါတယ်။အဲ့ဒီထဲကမှကဘာပေါ်မှာအစစ်ပြင်းဆုံးဆိုတဲ့တက်ရှိ၅မျိုးကြုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ Box Jellyfish ဩစတြေးလျနယ်မြေအနီးပင်လယ်ထဲမှာရှိတဲ့ဒီရေကောင်လေးတွေဟာရေထဲမှာနေတာဆိုပေမဲ့သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ထိမိခိုင်းမိမယ်။သူတို့ကိုစားသွုံးမိမယ်ဆိုရင်တော့လူတစ်ယောက်ကိုမိနစ်အနည်းငယ်အတွင်းတည်သွားစေနိုင်လောက်အောင်အစိတ်ပင်းလာပါတယ်။သူရဲ့အစိတ်ဟာ နှလုံးတုံ့ဝါးစေတတ်ပြီးအသက်ရှူမဝတာအသက်ရှူမရတာနဲ့အသက်ရှူရတာထိဖြစ်နိုင်ပါတယ်။နံပါတ်1 Inland Taipan နောက်ထပ်တစ်ကောင်ကတော့ Inland Taipan နေပဲဖြစ်ပါတယ်။ Australia မှာကျင်းလန်းကျဆားကြတဲ့မွေမျိုးစားတွေဖြစ်ပြီးလူတယောက်ကိုတည်စင်နိုင်ဖို့အတွက်၎င်းတို့ရဲ့အစိတ်အနှဲငယ်ပဲလိုအပ်တယ်။သူအစိတ်ဟာနှလုံးကိုရက်တန့်ဆွေးပြီးကိုရင်းအင်္ကာနဲ့အခန္ဓာကိုယ်တစ်ခုလုံးကိုပျက်စီးစေတတ်ပြီးနိုင်အနှဲငယ်အတွင်းအသက်ကိုတည်ဆုံးသွားစေနိုင်ပါတယ်။ နံပါတ်3 Blue Range Octopus အနုပညာဆံပြီးလပလဲအပြာရောင်ရေပွဲလေးတွေကိုမြင်ရင်သတိထားပါဒီကောင်တွေကတော့ Blue Range Octopus တွေပါလက်တချုံစလောက်ပဲရှိပေမဲ့အစိတ်တစ်ခွက်ကလူတဦးကို15မိနစ်အတွင်းသေစေနိုင်ပါတယ်သူအစိတ်မှာပါတဲ့ Tetrodotoxin ဆိုတဲ့ဖိစီးကလူကိုတုံ့ဆိုင်းသွားစေပြီး အသက်ရှူမရအောင်လှုပ်ချင်းဖြင့်အသက်ဆုံးတာပါနံပါတ်4 Sydney Funnel Web Spider စစ်တနီမှာရှိတဲ့ Funnel Web Spider ဆိုတဲ့ပင်ကူတွေဟာလည်းကမ္ဘာအစိတ်အပြင်းဆုံးဆိုတဲ့သက်ရှိတွေကအကောင့်တမိုးပဲဖြစ်ပါတယ်။သူအစိတ်ဟာတခါတိုင်းမီယုံနဲ့အသက်ရှူမရနှလုံးတုံ့ချန်တဲ့အတူတည်ဆုံးသွားနိုင်ပါတယ်။နံပါတ်5 Stonefish ဒီကောင်တွေကတော့ Stonefish ဆိုတဲ့အတိုင်းသူတို့ရဲ့ခန္ဓာကိုယ်ဟာကြောက်တုံးတတုံးလိုမျိုးဖြစ်နေပြီးပင်လယ်တဲထဲမှာကိုယ်ရောင်ဖျောက်ပြီးတော့လည်းနေနိုင်ရပါတယ်။တကယ်လို့အသင်ကရေကူးနေရင်ပဲဖြစ်ဖြစ်ကမ်းခြေမောက်အပန်းဖြစ်နေရင်ပဲဖြစ်ဖြစ် သူတို့ရဲ့စူးတောင်တွေနဲ့ထိခိုက်မိမယ်ဆိုရင်တော့သူတို့ရဲ့အစိတ်ဟာတင်းငန်းတလုံးခုံတော့ကိုရပ်သွားစေနိုင်ပြီးတင်းရဲ့အသက်ကိုတခဏလေးသွင်းမှာပဲနှုတ်ယွန်းသွားနိုင်ပါတယ်